မလေးမနှုတ်ခင်မတိုင်ခင်တပတ်လောက်ကလေးကွာဘာလို့ဥစဉ်တော်ဒီမြတ်တော်နဲ့တာယာဝင်းကြောင်းပေါ့နော်ဥစဉ်တော်တော်အော်ပေါ်တာပေါ့နော်ပြားတွေပေါ့ပြားကြီးတွေပေါ့ပြားကြီးတွေကဥစဉ်တော်ရဲ့ဒီဒီလျှက်စမီမီးစီးမှလာပြီးတော့ဟွာလောက်ကြတာလာဖွဲ့ကြတာဖွဲ့ပြီးတော့ဘာဖြစ်တယ်လို့ဆိုတော့အဲ့မှာပြားလေးတွေအောက်ကျကျတော့ခါကျတော့မတိပဲနဲ့နင်းမိသွားတာပေါ့နင်းမိသွားအဲ့ပြားတုတ်တာဟာတဲ့ဘုန်းကြီးတပည့်တော်ပြားတုတ်တာဟာမဖြစ်နိုင်ဘူးပေါ့နော် ူးဆန်းတဲ့နမိတ်တွေပေါ့တကယ်ကြီး။ဒါဥစဉ်တော့ဒီနမိတ်ကိုတော့ဒါနားမလဲဘူးပေါ့နော်။မသိဘူးပေါ့။ခုကြတော့မှသာပါတော့ဒီ line ပေါ်မှာဒါအောင်ချမ်းသာကြောင်းလို့ပြောရတယ်။နော်။အဲ့အကြောင်းမှာကြားရရလာဖွဲ့တော့အဲ့မှာအဲ့ဒီမနေသေးခြင်းလို့ဆိုတာအပြင်ကြောင်းသွားတဲ့ခါကျတော့ဆရာတော်လေးနဲ့အသက်ပေးမှလွတ်သွားတယ်။မန္တလေးအမြတောင်ကျောင်းတိုက်ပေါ့နော် ညောင်ကျောင်းတိုက်ဆိုတာကျောင်းပေါင်း23ကျောင်းရှိပါတယ်23ကျောင်းမန္တလေးညောင်တိုက်က35လမ်းနော်85 86မဟာအောင်မြို့တွေမှာရှိတာပါစလက်လို့ချင်တော့တော်တော်လေးကိုတုံလှုပ်သွားပါနော်အကုန်လုံးအတိုင်းကြီးအောင်လဲဆိုဖြစ်ပြီးတော့ပထမတကြိမ်လှုပ်တော့ဦးဇင်းတို့ဒီတာယာဝင်းကျောင်းပေါ့နော်ညောင်တိုက်တာယာဝင်းကျောင်းကပထမတကြိမ်မှာမပြူသေးဘူး ဒုတိယတစ်ချိန်လှုပ်တော့မှအကုန်လုံးဒီတုံးတိုက်ကြောင်းလုံးရတာပြိုကျသွားပါဘောနော်အဲဒီဘက်ဒါဒါဆိုအလဲတိုက်ကြောင်းပါနော်ဒါအလဲတိုက်ကြောင်းလည်းပြိုကျသွားတယ်ဟိုဘက်မှာဥစဉ်နဲ့ပြန်ပွားရေးကြောင်းရှိတယ်ပြန်ပွားရေးတုံးတိုက်ကြောင်းရတယ်အကုန်လုံးအောက်ပြပြိုကျသွားဟိုဘက်မှာဇပွေးအကြောင်းတို့နောက်ရှူအောင်ဝင်းကြောင်းတို့အဲအကြောင်းတွေဆိုရင်လည်းအကုန်လုံးဟိုဘက်ရရင်သွားတယ်ပေါ့နော်အဲဒီကြောင်းတွေဆိုထားတာဖြိုးဖြစ်ရမှာနောက်ရှူအောင်ဝင်းကြောင်းဆိုရင်လည်းဖျားကန်းနေရောပါရောအတွင်းနေအကုန်အက်သွားဆိုနေလို့အဆင်မပြေတော့ဘူး ်များတော့တိုက်ဟုတ်ဆရာတော်ကြီးတော့မှဟိုเจ้าမှာကိုတာဝန်เจ้าမှာနေလို့မရတော့ဟိုရှူအောင်ဝင်းเจ้าမှာတစ်ထက်เจ้าတော်မှာရှူအောင်ဝင်းဆရာတော်ကနေပြီးတော့တရင်သုံးခိုင်းနေလို့ဘောနော်အဲ့မှာအဲ့မှာတခြားเจ้าမှာတော့နေရပါတာဝန်เจ้าလုံးဝနေလို့မဖြစ်တော့ကွာကုံလို့ကွဲ့အပ်သွားတာပါတကယ်ရှင်ဒီဦးဇင်းတို့ဒီပရိယတ္တိသာသနာဟိတအသိဉာဏ်ဘောနော်ဒီဦးဇင်းရဲ့ညတော်ရဲ့မြောက်ဖက်ဘောနော်သူကကြတော့ပရိယတ္တိသာသနာဟိတအသိဉာဏ်ကဦးဇင်းတို့ဒီ 34 35ပေါ့နော်65လမ်းပေါ်မှာတည်ရှိရပေါ့အဲ့စာဖြေဌာနမှာဒီဦးဇင်းတို့ညတော်တက်ကသွားဖြေသွားဖြေတဲ့ခါကျတော့ဟိုပြန်လုံတော်မူတာနဲ့ပျောက်ဆုံးပေါ့အခုချိန်ဆိုရင်တော့ဒါအပျောက်ဆုံးနေတာပြန်တော်မူတော့ပါပဲအကုန်လုံးကပြန်တော်မူတာကဘယ်နှပေါင်းဆို10ပါပေါ့နော်တော့ပျောက်တန်ရာရက12ပါပေါ့အခုချိန်ုံတက်နေတာချိန်အောင်နှစ်ဖက်ဖြတ်လိုက်ရတယ်ချိန်အောင်နှစ်ဖက်ဖြတ်လိုက်ရတယ်ဦးဇင်းတို့ဒီအဲ့ဒါကညတော်တက်ခေမဝင်းကြောင့်ပေါ့ချိန်အောင်နှစ်ဖက်ဖြတ်လိုက်ရတယ် ခုဦးဇင်းတို့ဒီတာယာဝင်းချောင်းဆိုရင်ဦးဇင်းတို့လက်တစ်ဖက်ဖြတ်လိုက်ရတယ်အဲ့ဒီဦးဇင်းဆိုရင်ပိတ်မိတာပေါ့စဖြစ်ဖြစ်ချင်းတနားကြီးထားပါတော့နော်တနားကြီးဟောပေါ့12နာရီ50တနား50တက်တယ်အဲ့ချိန်မှာလှုပ်လိုက်တော့ခါကျတော့အဲ့ဦးဇင်းကဒီကွန်ကရစ်တုံးနေအောင်ပေါ့နော်ပြီးပိတ်ဟောဟောဖိမိသွားပေါ့အဲ့မှာဖိမိသွားတဲ့ခါကျတော့အဲ့လိုနိုင်ပေါင်း20လောက်ကြာတာပေါ့ဦးဇင်းတို့ဒီမနီစလာအတင်းတို့တခြား ပရိဒအတင်းနေပေါ့နော်သူဝိုင်းဝန်းပြီးလှုပ်တဲ့ခါကြတော့နော်သူတို့ရဲ့မဆုံးမနစ်တဲ့ဇွဲအားပေါ့နော်သူတို့သာတော့တညာလုံးမလှုပ်လို့ရှင်ဒါဒီကုသင်းလည်းအသက်ဆုံးရှုံးသွားတယ်ကုသင်းတို့ဘာတွေလှုပ်ပြီးတော့သူဒီအတင်းအဖွဲတွေကအကုန်လုံးအောက်ဆီဂျင်တွေနောက်ပြီးတော့ရေတွေဘာတွေတစ်ခါလန့်ပြီးတော့ပေါ့အကုန်လုံးလှုပ်ပြီးတော့ဒီကုသင်းကဒါဟိုအသက်ရှင်ဝင်ရပါနော်တခြားတခြားလိုက်တဲ့ဥစဉ်တွေလည်းအဲ့လိုပဲပေါ့နော်ဒီပရိဒအတင်းတွေကထုတ်လိုက်တော့ဟိုဟာဖြစ်သွားတာပေါ့နော်အသက်ရှုံး မတည်ပန်းတဲ့အသက်ရှင်နေတာလည်းရှိပါတယ်သူကတော့အဆုံးမနစ်ပေါ့နော်ဒါသူကျန်တဲ့လက်တစ်ဖက်နဲ့ပရိယတိစာပေတို့ဒါသူပြန်ပြီးတော့လေ့ကျင့်ရတယ်မှာပေါ့ဒီကောင်အဲသူကကိုယ်ကဖြတ်လိုက်ရတဲ့လက်ကဟိုညာဘက်လက်ဆိုတော့သူစာရေးတာညာဘက်လက်နဲ့ရေးတာဟုတ်ရတယ်ညာဘက်နဲ့ရေးတဲ့ခါကျခုကြတော့ဒါပြန်ပြီးလေ့ကျင့်ရတယ်မှာပေါ့ဒီကောင်ဟုတ်လားဘက်ဘက်လက်နဲ့လေ့ကျင့်မယ်ဟုတ်တယ်မှာပြန်ပြီးတော့ဒါဓမ္မစရာကိုအာအောင်မြင်အောင်ဆက်လက်ဖြည့်မှာပေါ့နော်ကျန်တဲ့ဒီညာတော်တက်ကဥစဉ်နေလိုက် နော်ဦးစင်းနေလည်းဒီလိုပဲသာပေပရိယတ်တွေကိုစ조사အထောက်ကြံတော့အများဆုံးတိုက်ဆိုတော့ဦးစင်းတို့တန်ခါအပေါင်း900ကျော်ရှိငလီမနှုတ်ခင်မတိုင်ခင်တပတ်လောက်ကလေးကဘာလို့ဦးစင်းတို့ဒီအများဆုံးတာယာဝန်းချောင်းပေါ့နော်ဦးစင်းတော်တော်အော်ပေါ်တာပေါ့နော်ပြားတွေပေါ့ပြားကြီးတွေပေါ့ပြားကြီးတွေကဦးစင်းတို့ရဲ့ဒီဒီလက်စစ်မီးမီးစီးမှာလာပြီးတော့ဟွာလောက်ကြတာလာဖွဲ့ကြတာဖွဲ့ပြီးတော့ဘာဖြစ်တယ်ဆိုတော့အဲ့မှာပြားလေးတွေအောက်ကျကျတော့ခါကျတော့သူကမတည်ဘူးပေါ့နော်ဘာလို့တော့ မတိပဲနဲ့နင်းမိသွားတာပေါ့နင်းမိသွားအိပ်ပြာတုတ်တာဟာတဲ့ဘုန်းကြီးတပည့်တော်ပြာတုတ်တာဟာမဖြစ်နိုင်ဘူးနော်မင်းငါးတောင်ဒီဒီမြတ်တော်တိုင်မှာမြတ်တော်တာဒီတာယာဝန်းเจ้าမှာနေလာနှစ်ပေါင်း30ကျော်နေပြီပေါ့နော်ငါတို့ဒီပြားတွေပါလေဆိုတော့တစ်ခါမှလည်းအဲ့လိုဟောလာဖွဲ့ရတယ်မတွေ့ကြဘူးပေါ့နော်ဒီမှာဒီကြောင်ကြောင်နေမှာပေါ့နော်တခြားတော့ရှိမှာပေါ့နော်ဒီဥစ္စာတို့ဒီကြောင်နေကိုဒီပြားတွေကရောက်လာတာအဲ့လိုနောက်ကြောင်ကဥစဉ်ဥက္ကိမန္တနာဆိုရင်လည်းအဲ့တိုင်းပဲသူလည်းပြားဒုက္ခရတာပဲ အဲ့အဲ့အဲ့ဒါဖူးဆန်းတဲ့နမိတ်တွေပေါ့တကယ်ကြီးဒါဥစဉ်တော့ဒီနမိတ်ကိုဒါဒါနားမလဲဘောနော်မသိဘူးပေါ့ခုကြတော့မှသာပါတော့ဒီ line ပေါ်မှာဒါအောင်ချမ်းသာကြောင်းလို့ပြောရတယ်နော်အဲ့အကြောင်းမှာကြားရရလာဖွဲ့တော့အဲ့မှာအဲ့ဒါမနေသေးခြင်းလို့ဆိုရတာအပြင်ကြောင်းသွားတဲ့ခါကျတော့ဆရာတော်လေးနဲ့အသက်ပေးမှလွတ်သွားတယ်ကိုလွန်သွားတဲ့ဆရာတော်တန်ခါတော်ကြီးရဲ့ညာဆို7နှစ်လောက်ဆိုရင်ထားပြီဒီမြောက်ပေါက်သွားပြီးပိတ်ပြထန်းနေသွားရွတ် ရွတ်ပြီးတဲ့နေ့တိုင်းမှာလှုပ်ပြီးတော့ဆိုအဲ့လိုပေါ့ခုမြန်မာနိုင်ငံမှာငလင်းတန်ရောက်ဒီဆုံးတဲ့ဟောတန်ဃာတော်တွေပြန်တော်မူတဲ့တန်ဃာတော်တွေပေါ့နော်။တော့ဒီဆုံးသွားတဲ့ပုံပုံတွေပေါ့နော်။အဲ့ဒီပုံပုံတွေအတွက်ကိုဦးဇင်းအထူးပေါ့နော်။ဒီသက်အပြတ်တမ်းပေးဝေတယ်ပေါ့နော်။အဲရင်းထဲမှာလည်းစက်သိန်းတွေထားတယ်ပေါ့။ဒါမျိုးဒါမျိုးလေးဖြစ်ပါလား။